တရသီးစားရင်စီးကြိုတက်စီလာ မိုးလေးကလည်းတဖွဲဖွဲတရသီးပေါ်ချင်းရောက်လာပြန်ပြီဆိုတော့ရာသီစာနဲ့ပတ်သက်တဲ့ကျမ်းမာရေးဆိုင်ရာဘူးတုဒ္ဒါလေးတစ်ခုကိုမျှဝေပေးခြင်းပါတယ်အထူးသဖြင့်စီးကြိုသမားတွေအနေနဲ့တရသီးစားသုံးခြင်းကြောင့်စီးကြိုတက်နိုင်လားတရသီးကိုစိတ်ချလက်ချစားလို့ရလားဆိုတော့ကိုပြောပြပေးခြင်းပါတယ်ရင်စုံအနေနဲ့တရသီးဟာအမြင့်တက်ဗီတာမင် A ဗီတာမင် B ဗီတာမင်စီနဲ့အန်တီအောက်ဆီဒန့်တွေပါဝင်တဲ့အသီးတမျိုးဖြစ်တဲ့အပြင်အဆီဒက်လုံးဝမပါဝင်တာကြောင့်ကျန်းမာရေးအတွက်ကောင်းကျိုးများစွာပေးနိုင်တဲ့အသီးတမျိုးဖြစ်ပါတယ်။ဒါပေမဲ့တည့်ရသီးဟာ moderate glycemic index လို့ခေါ်တဲ့တခြားတဲ့ညွှန်ကိန်းပမာဏအလဲလက်ရှိတဲ့အသီးတမျိုးဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင်တည့်ရသီးမှဆိုလို့ရှိရင်တခြားတဲ့ကမနှဲလွန်းမများလွန်းတဲ့အနေအထားတစ်ခုမှ ရှိနေတာကြောင့် င့်တော်တဲ့ပမာဏစားသုံးမယ်ဆိုရင်တော့ကျမ်းမာရေးအတွက်အထောက်အကူပြုပါတယ်။တရတိရဲ့တခြားတဲ့ညွှန်ကိန်းပမာဏဟာ90ကျော်ဖြစ်တာကြောင့်စီးကျိုလူငါတွေမှာတရတိကိုသင့်တင့်တဲ့ပမာဏစားယုံနဲ့တော့သွေးချင်းတရားတဲ့စောင့်တက်တာမျိုးမဖြစ်နိုင်သလိုတရတိဟာအင်ဆူလင်ဟော်မုန်းရဲ့အာနိသင်ကို အားပေးနိုင်တာကြောင့်စီးကျိုကိုချိန်ချုပ်ရမှာအထောက်အပံ့ဖြစ်နိုင်ကြောင်းတချို့လေ့လာမှုတွေမှာဆိုထားပါတယ် ဒါပေမဲ့တတိထားမဲ့အချက်တွေတော့ရှိပါတယ်။အဲ့ဒါတွေကတော့၁ပမာဏကိုမများစေဖို့ဂယုပြုပါ။တယတိရဲ့တရားတက်ကမနှဲတာကြောင့်တယတိကို တထိုင်နဲ့အများကြီးစားတာမျိုးအထူးသဖြင့်အရှိုးတွေများတဲ့တယတိအမဲ့ကို အကြိုက်စားတာမျိုးတွေမလုပ်သင့်ပါဘူး။ဒိုရာတက်ပို့ပြီးများများစားမယ်ဆိုရင်တော့သွေးရင်းကြားတက်ကိုတိတိတတ်တာမြင့်တက်စီနေပါတယ်။နှစ် စီဂျိုကိုပုံမှန်အတိုင်းချိန်ရှုပ်ပါစီဂျိုယောဂဟာအစားအသောက်ဆေးဝါးကိုလက်လိကျင့်ခံစတာတွေနဲ့အဓိကထိန်းချုပ်ရတာဖြစ်တာကြောင့်သွေးရင်းကြားဓာတ်ကို ပုံမှန်ထိန်းချုပ်ဖို့လည်းမမေ့သင့်ပါဘူးဆေးဝါးတွေကိုလည်းပုံမှန်တောက်သုံးရမှာဖြစ်တယ်လို့အစားအသောက်ကိုလည်းအကျူးစင်ကျင်ရမှာဖြစ်ပါတယ်ပြည့်သည့်အကြိုက်စားပြီးဆေးတောက်လိုက်ရင်ဖြစ်တာပဲဆိုတဲ့အတွေးကလည်းမှန်ကန်တဲ့အတွေးမဟုတ်တယ်လို့ ယောဂထင်းရှိုးရမှာလဲခီရောက်မှုရှိနိုင်မှာမဟုတ်ဘူးဆိုတာကိုတတိပြုရပါမယ်၃ကိုယ့်ရဲ့သွေးတင်းကြားဓာတ်ပမာဏကိုစောင့်ကြည့်ပါတည့်ရတိရဲ့အစိမ့်အမဲ့အနေထားအရာကြားဓာတ်ပောင်းမှုမတူညီနိုင်သလိုတည့်ရတိအမျိုးအစားနဲ့တခြားတွဲဖက်စားသုံးတဲ့အစားအစာပေါ်မှာမူတည်ပြီးတော့လေသွေးတင်းကြားဓာတ်ပမာဏမြင့်တက်မှုကကွဲပြားနိုင်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့သွေးတင်းကြားဓာတ်ကိုပုံမှန်စစ်ဆေးပြီးတော့ တရသည်ကိုစင်စင်ချင်းချင်းစားသုံးတာကတော့အကောင်းဆုံးဖြစ်ပါတယ်။ဒီတော့တရသည်ဟာကျန်းမာရေးနဲ့တင့်တော်တဲ့အာဟာရဓာတ်တွေအများကြီးပါဝင်တယ်လို့အနံ့အရသာနဲ့ပြည့်စုံတဲ့အသီးတစ်မျိုးဖြစ်တာကြောင့်စီဂျိုလူနာများအပါအဝင် လူတိုင်းစားသုံးတဲ့အသီးဖြစ်ပါတယ်။ဒါပေမဲ့တခြားတဲ့ညွှန်ကိန်းပမာဏအားဖြင့်အလေအလတ်မှရှိနေတာကြောင့်စီဂျိုလူနာတွေအနေနဲ့ပမာဏမများစေဖို့နဲ့ ်တတိပြုဆင်ကျင်ပြီးတော့စားသုံးဖို့လိုကြောင်းဘဝတုဒအနေနဲ့ညဝီလဲရပါတယ်ဒါကတော့ယာတိဘောအတိတမျိုးဖြစ်တဲ့တေသီစားသုံးရင်စီးကျိုတက်စီလာဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကပြောပြပေးသွားတာပဲဖြစ်ပါတယ်ဒီကြောင်းအိုင်နဲ့ပတ်သက်ပြီးသိကျင်တဲ့အချက်တွေရှိသေးတယ်ဆိုလို့ရှိရင်လည်းကွန်မတ်မှာ မေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ